စွာဘုရားယခုအခါယဟန်တော်အရှင်သူမြတ်တို့သည်အဆုံးအဆုံးမှခက်လှပါပေကုန်သည်အဆုံးမှခဲကြောင်းမကောင်းသောအကုသိုလ်တရားတို့နှင့်လည်းပြည့်စုံကြပါပေကုန်သည်အဆုံးမှဟောဝါဒကိုမယုံမသေးနာယူလေရှိကြပါပေကုန်သည်ဆုံးမဒီကိုဒီမခံယူကြပါကုန် ယာနာကသစီပန်နေသဒ္ဒနာတိကုသလေသူဓမ္မေသူဟိရီနာတိဟောတပန်နာတိဝီရိယံနာတိပညာနာတိကုသလေသူဓမ္မေသူဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတည်င်းကြီးပင်ဖြစ်စေတည်င်းလပင်ဖြစ်စေတည်င်းငယ်ပင်ဖြစ်စေအမှန်မတည်းအကျင့်ပုဂ္ဂိုလ်အားကုသိုလ်တရားတို့၌တရားတရားလေးမရှိ ဟိရီတရားလေးမရှိဩတ္တပတရားလေးမရှိဝိရိယတရားလေးမရှိပညာတရားလေးမရှိထိုပုဂ္ဂိုလ်အားအကျဉ်းချင်းသို့သဘောရှိသောနေ့တွေရက်တွေဒီလာ ရောက်ခဲ့၏တရမတရတနေ့မှတနေ့သို့ကြောင်းတိုင်းကြောင်းတိုင်းမဲ့လေထိုပုဂ္ဂိုလ်အားကုသိုလ်တရားတို့၌ရုပ်လျော်ခြင်းကိုသာသင်အလိုရှိအပ်ပါပေသည်ဒုပွားခြင်းကိုအလိုမရှိအပ်ပါ ဘုလိုကြီးမြတ်တော်မူလာသောမြတ်စွာဘုရားလောကဥပမာအဖြင့်လမ်းကြီးကျော်ပက္ခလာဆုံးပက္ခဝဲအကျဉ်းအကျဉ်းသို့သောနေ့အကျဉ်းအကျဉ်းသို့သောရက်တို့သည်တဆင့်တဲ့တဆင့်တနေ့တဲ့တနေ့လွန်မြောက်ရောက်ခဲ့ပါကုန်၏သို့သောတနေ့တဲ့တနေ့တရက်တဲ့တရက်ပြောင်းတိုင်းပြောင်းတိုင်းရောက်တိုင်းရောက်တိုင်းမင်းလည်းကောင်းကင်မှရှိသောလယထာအား အစင်းအဖြစ်၎င်းအဝန်းအဖြစ်၎င်းအယောင်အဖြစ်၎င်းလုံးကသန္တန်အဖြစ်၎င်းတနည်းတခြားလေယောဘာသို့ရုပ်တော်သေးတာလင်သည်ဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားတို့အတူပဲလေအမှန်မတင်ဝခြင်းပုဂ္ဂဝါကုသိုလ်တရား၌သဒ္ဓါဟိရိဝန္တဘပညာဝိရိယတည်းဟုသောဣတိယ၅ပါးတို့သင်ရှားမရှိပါ သို့သောတရားဟိရိခွန်တပါဝိရိယပညာတိဟုသောတရားငါးပါးမရှိသောပုဂ္ဂိုလ်အားရောက်တိုင်းရောက်တိုင်းသောနေရောက်တိုင်းရောက်တိုင်းသောရတ္တုသည်ရောက်တိုင်းရောက်တိုင်းသောနေရောက်တိုင်းရောက်တိုင်းသောရတ္တုမှာပင်တယ်ကုသိုလ်တရားတို့အတွေ့ဆုံးနေခြင်းကိုသာလျှင်အလိုရှိအပ်ပါသည်တူပါခြင်းကိုအလို မရှိအပ်ပါ ဘုံတော်ကြီးငတ်တော်မူလာတော်မြတ်စွာဘုရားဤပုဂ္ဂိုလ်ကသရတရားခေါင်းပါသောပုဂ္ဂိုလ်ကြီးဟူသောစကားသည်ဆိုးယုတ်ခြင်းကိုဖော်ပြသည့်စကားပင်ဖြစ်ပါတော်သည်ဘုံတော်ကြီးငတ်တော်မူလာတော်မြတ်စွာဘုရားဤသူကဤပုဂ္ဂိုလ်အားဆုံးအမဘောဝါဒပေးမိရန်တော်တို့မရှိဟု၍ဘုရားတို့အပြောခံရခြင်းသည်စင်စစ်အဖြစ် သို့အပြောခံရသောပုဂ္ဂိုလ်ဤသူတော်ကောင်းတရားမှဆုံးယုတ်ခြင်းဆုံးရှုံးခြင်းကိုပေါ်ပြခြင်းသာလင်ဖြစ်ပါတော့သည်ဘုံတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားမှမတင်ခြင်းပုဂ္ဂိုလ်ဟာကုသိုလ်တရားတို့၌သရတရားဤရီတရားဟောတာပတရားဝိရိယတရားပညာတရားဒီဟုသောဤ၅ပါးသောတရားတို့သင်ရှားရှိပါ၏ထို့သို့ကုသိုလ်ကောင်းမှုပြုကိုရာ ဗဒာဟီရိဝဏ္ဏဘပညာဝီရိယတိဟုသောတရား၅ပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်အားရောက်တိုင်းရောက်တိုင်းသောညင်ရောက်တိုင်းရောက်တိုင်းသောနေတို့သည်ရောက်တိုင်းရောက်တိုင်းသောညင်ရောက်တိုင်းရောက်တိုင်းသောနေတို့မှာပင်လင်ကုသိုလ်တရားတို့၏တိုးပွားခြင်းကိုသာလူရှိအပ်ပါသည်ကုသိုလ်တရားတို့၌သုံးယုတ်ခြင်းကိုလူမရှိအပ်ပါဘုံတော်ကြီးများတော်မူလာသောမြတ်စွာဘုရားလောကဥပမာအားဖြင့် လက်ဆောင်ပေခဝေကောင်းငင်မသွာလာယတာဤအတွက်တရက်မှတရက်တညင်းမှတညင်းတို့ကြောင်းလေးကြောင်းလေးအစင်အားဖြင့်၎င်းအဝန်းအားဖြင့်၎င်းအကြောင်းအားဖြင့်၎င်းလုံးကအားဖြင့်၎င်းတို့၍တို့၍သာပွားစီလာပြီးတကယ်သို့သူဟတုအမမထေရခြင်းပုဂ္ဂိုလ်အားတတဟိရိဘုဒ္ဓဘာပညာဝိရိယတိဟုသော တရားငါးပါးတို့သင်ရှားရှိပါပြီဘုရားငါးပါးနှင့်ပြည့်စုံသောပုဂ္ဂိုလ်အားရောက်တိုင်းရောက်တိုင်းသောနေရောက်တိုင်းရောက်တိုင်းသောညင်းတို့သည်ရောက်တိုင်းရောက်တိုင်းသောနေညင်းတို့မှာပင်တည်းကုသိုလ်တရားတို့၌တူပွားခြင်းကိုသာလျှင်အလိုရှိရပါပြီရုပ်လျော်ခြင်းကိုအလိုမရှိရပါဘုံတော်ကြည်မြတ်တော်မူလာသောမြတ်စွာဘုရားဤသူကသရတရားနှင့်ပြည့်စုံသောပုဂ္ဂိုလ်တည်းဟူ၍ အပြောအဆိုခံရခြင်းသည်စင်စစ်ဧကမံအဖြစ်ဘုရောကောင်းတရားကုသိုလ်တရားတို့မယုတ်လျော့ခြင်းတူပွားခြင်းကိုသာလျှင်ထင်လင်းစွာဖော်ပြသောစကားဖြင့်ဖြစ်ပါတော့သည်ဘုန်းတော်ကြီးမြတ်တော်မူလာသောမြတ်စွာဘုရားဤသူကသီရိနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤသူကဝိတ္တပါနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤသူကဝိရိယနှင့်ပြည့်စုံသောပုဂ္ဂိုလ်ဤသူကပညာရှိသောပုဂ္ဂိုလ် ဤသူကအမျက်မထွက်သောပုဂ္ဂိုလ်ဤသူကရံညိုးမဖွဲ့သောပုဂ္ဂိုလ်ဤသူအပေါ်မှာစောင့်ရှောက်မြည်ဆုံးမမြည်ကမြင့်မြည်ဇေယားကောင်းသမားကောင်းယဟန်တော်အရှင်သူများပေါင်းတို့သည်များစွာထင်ရှားရှိကြကုန်၏ဟု၍အမျိုးအစိုးခံရခြင်းသည် သူတော်ကောင်းတရားအတွေ့ကောင်းမှုတရားအတွေ့ထိုသူအဖို့ရမဆုပ်ယုတ်ခြင်းတို့ပွားခြင်းကိုပင်ထင်းစွာပေါ်ပြတဲ့စကားစဉ်စစ်ဖြစ်ပါတော့သည်ဟု ရှင်မကသဗ္ဗလျောက်သာသောအကသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားသခင်ဒီဒီသာဓုသာဓုကသဗ္ဗယန္တကသစီကသဗ္ဗသတ္တအတ္တိကုသလေသူဓမ္မေသူဣရိအတ္တိဝတ္တဘာအတ္တိဝိရိယအတ္တိပညာအတ္တိကုသလေသူဓမ္မေသူအစရှိသည်ဖြင့်သာဓုကောင်းကြီးပေတော်မူပါရှင်မကသဗ္ဗဟောတော်မူသည်အစဉ်အတိုင်းမင်းလင်းတလုံးတပါဒမချမ်း ရှင်မဟာကသဗ္ဗဟောခဲ့သောအခြင်းကိုဖွင့်ပြတော်မူသောအခြင်းအကျုံးမဲ့လိုက်၍ဟောတော်မူခဲ့ပါသည်ဤသို့လင်ဤဒုတိယဩဝါဒသုတ်တံဒေသနာတော်မြတ်ကိုရာဇယောကြည်အရဝဲတတိယသာဝကဖြစ်တော်မူသောမဟာကသဗ္ဗမတိသူမြတ်ကိုအကြောင်းပြု၍သဘေညူးများစွာဘုရားဟောကြားတော်မူ 天边。